အလုံးမင်းမင်္ဂလာပါရှင်ကျမကတော့ဆရာရင်းမင်းတင်ချာရဲ့တပည့်ဆရာမဆွေတယ်မင်းဖြစ်ပါတယ်ယခုတပတ်6လပိုင်း26 20 2025မှာဆယ်လပိုင်း2ရက်2025အတွင်9ရက်9နာန်းသာသမီများအတွက်တပတ်တာကံကြမ္မာများကိုစတင်ဟောကြားပေးမှာဖြစ်ပါတယ်ယခုတပတ်ဗုဒ္ဓသာသမီများမှာစပြီးဟောမှာဖြစ်ပါတယ်ဗုဒ္ဓသာသမီများအလုံးမင်္ဂလာပါရှင်ဝင်များစွာဝင်ရင်းနိုင်ငံခြားနဲ့ပတ်သက်သော ိစများလုပ်ကံရတတ်ခြင်းနိုင်ငံသားများလက်ဆောင်ပစ္စည်းများရခြင်းများဖြစ်နေတတ်ပါတယ်။ရဝင်းရောက်နေသောချွေမျိုးသားချင်းများပြန်လည်ရောက်လာတတ်ပါတယ်။မိမိ၏အထက်အရာရှိသူပြောင်းရွှေ့ရတတ်ပါတယ်။လူမျိုးသားဘာသာကြားသို့မဟုတ်အထက်လူကြီးခြားသမားများ၏အကူအညီမှုလည်းရတတ်ပါတယ်။စီးပွားရေးကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်။ရွှေမျိုးသားချင်းထဲမှာအမျိုးသမီးကြီးတို့၏အကူအညီလည်းရတတ်ပါတယ်။ရွှေဝင်ခြင်း၊ဖျားဖူးခီးသွားရခြင်းတို့မို့ မိမိသွားကျင်နေသောခရီးမွန်မြတ်သောခရီးဖြစ်ပါလိမ့်မယ်ရှင်ယခင်ရဆိုင်ထားသောလုပ်ငန်းများပြန်လည်လုပ်ကံ၍အောင်မြင်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်ဆက်တူရှယ်ယာလုပ်ငန်းများလည်းလုပ်ကံရအကြောင်းပေါ်လာပါလိမ့်မယ်လုပ်ကံရင်လည်းအောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်ရင်ထူးကျွန်စွာအောင်မြင်နေသောအချိန်ကာလဖြစ်ပါတယ်ဝန်ထမ်းဖြစ်ပါကသင်တန်းတစ်ခုခုတည့်ရန်အကြောင်းပေါ်လာပါလိမ့်မယ်ရှင်ယခုကာလသည် စီပွားရေး ပုံမှန်လေပတ်ပြီးပုံမှန်ထက်ပုံမကောင်းမြင်နေသောအချိန်ကာလဖြစ်ပါတယ်။စီပွားရေးတုတ်တန်တဲ့ရောင်းဝယ်လုပ်ငန်း၊ထဲလေးရောင်းဝယ်လုပ်ငန်း၊ရာသီကုန်သီးနှံရောင်းဝယ်လုပ်ငန်း၊ကားလုပ်ငန်း၊ငွေလွှဲလုပ်ငန်း၊ဟိုတယ်နဲ့ခီးသွားလုပ်ငန်းများမုံမျိုးစုံဆိုင် အရောင်းဝယ်ကောင်းမွန်နေရေးစီပွားတည်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်းတဲ့ကောင်၊စာမေးဝယ်ဒါပြများသွားရောက်ဖြည့်ဆိုးစရာရှိရင်တော့လည်းကောင်အဖြူရောင်ဝယ်စားဝယ်ဆင်ပြီးသွားပါ။ အစစရရာအစဉ်ပြေချောမောအောင်မြင်ပါလိမ့်မယ်ရှင်အချစ်ရေဘဝလက်တွဲပေါ်ကောင်းမြင် တွေ့ရပါလိမ့်မယ်အိမ်နာရေအနှဲငယ်စကားပြောအစစ်မပြေတော့ဖြစ်နေတတ်ပါတယ်ရှင်ကျမရေအစားမားခြင်းလေတိုးလျောင်းဖြစ်ခြင်းဖြစ်တတ်ပါတယ်အစားတောက်တရီထားဆင်းခြင်းမှာအကျိုးပေးကံနှစ်ခွန်၆ဖြစ်ပါတယ်ရှင်ရေရရာအိမ်ဖျားမှာကိမ့်မုတ်ကက်လို့ဆူတောင်းခြင်းမိတ်ဆွေများကိုကိမ့်မောင်လေးကိမ့်မုတ်လက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုကိမ့်မုတ်ကြွေးမွေးခြင်းပြုလုပ်လိုက်ပါအညံများပြပြောက်ပြီး ကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်ဗုဒ္ဓသာသမီများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါသည်ရှင်ဇာသရေသာသမီများလုံးမင်္ဂလာပါရှင်ကိုလပိုင်း20 26ရက်2025မှာ10လပိုင်း2ရက်2025တွင်ကြာသွေးတာသမီများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်ယခုတပတ်ကတော့ကံကံကောင်းနေသော အချိန်ကာလဖြစ်ပါတယ်ကြီးမားသောအောင်မြင်မှုများလည်းရဖို့အချိန်ကာလဖြစ်ပါတယ်ရှင်လုပ်ကျင်သောလုပ်ငန်းများလည်းရှိရဲရဲသာလုပ်ကင်မှာမုတ်ချအောင်မြင်ပါလိမ့်မယ်စွန့်သားရသောလုပ်ငန်းများလည်းလုပ်ကင်နိုင်ပါတယ်ရဝီခီးလည်းရှိလာတတ်ပါတယ်ပြည်တွင်ပြည်ပခီးလည်းဖြစ်တတ်ပါတယ်ရှင်ဆက်တူရှယ်ယာလုပ်ငန်းများဖြစ်လုပ်ရန်ဖြစ်လာတတ်ပါတယ်လုပ်ရည်လည်းအောင်မြင်ပါလိမ့်မယ်မမျောလင်းသောသူထံမှလည်းအကူအညီများရတတ်သလိုမျောလင်းထားသောသူထံမှလည်းအဲ အကူအညီများရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်လျင်အလွန်ကောင်းမွန်နေပါတယ်ရှင်။စားစားရအကူအညီထောက်ပံ့မှုများရရှိနေသောအချိန်ကာလဖြစ်ပါတယ်။သာသမီတို့ရှိပါကအနည်းငယ်သာသမီတွေပူပင်တော့ကစိတ်ညစ်စရာလေးနဲ့ကြုံတွေ့နေရတတ်ပါတယ်ရှင်။မြေကိစ္စ၊အင်ကိစ္စပြဿနာအနည်းငယ်ရှိလာတတ်ပါတယ်။မကြခင်တော့အဆင်ပြေသွားပါလိမ့်မယ်ရှင်။မိမိကိုယ်ခွေရပါသမားဘာသာရေးထူးလို့ခြင်းမေတ္တာများပို့ခြင်းပြုလို့ဆောင်ရွက်လိုက်ပါ။ စီးပွားရေးအမှုပညာနှင့်ပတ်သက်သောလုပ်ငန်းအမှုပညာရှင်များ ပကြီးလုပ်ငန်းအလှပြင်ဆိုင်ခြေသေးလက်သေးလှပြင်ဆိုင်ငွေလွှဲလုပ်ငန်းများအဆင်ပြေအောင်မြင်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်ရှင်အရေးကြီးကိစ္စသွားလို့လည်းတော့စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့တော့အစိမ်းရောင်ဝက်စားဝက်ဆင်ပြီးသွားပါဆက်ဆက်အဆင်ပြေကြောမအောင်မြင်ပါလိမ့်မယ်အချစ်ရေစားကောင်းနေသောအချိန်ကာလဖြစ်သောကြောင့်စားစားရရာသတိထားပါ ိန်အောင်ရိတ်မေဆွေနဲ့ပတ်သက်ပြီးအိန်အောင်ရှင်အိန်အောင်မင်းရဲ့စကားမကြခဏစကားများနေရတတ်ပါတယ်။ကျမရေအစားမှခြင်းသွေးသားနဲ့ပတ်သက်တော်ယောဂဖြစ်တတ်ခြင်းသွေးတွေ့တန်ရဖြစ်ခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကနလေးနှစ်တည်းဖြစ်ပါတယ်ခြင်းရရအိမ်ဖျားမှာလက်ဖက်ရည်ကက်လူစတောင်းခြင်းမိတ်ဆွေများကိုလက်ဖက်ရည်တို့လက်ဆောင်ပေးခြင်းလက်အောင်ငယ်သားများကိုလက်ဖက်ရည်တိုက်ပြခြင်းပြုလုပ်လိုက်ပါ။ အညံ့များပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။ကြာတပေးသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဌာနပြေဝကြပါသည်ရှင်။တောက်ကြသားသမီးများအလုံးမင်္ဂလာပါရှင်။ကုလပိုင်း26ရက်2025မှာဆယ်လပိုင်း2ရက်2025တွင်တောက်ကြသားသမီးများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။လက်အလွန်ကောင်းနေပါတယ်။ အလုပ်တွေနာမည်ကောင်းရပါလိမ့်မယ်ရှင်လျှောက်ငယ်သားများရဲ့ကူညီများလည်းရပါလိမ့်မယ်အစီအစဉ်မရှိပဲခီးလည်းထွေးရတတ်ပါတယ်အိယာနေရာလည်းပြောင်းရှိရတတ်ပါတယ်အိမ်အောင်ရှင်ဖြစ်ပါကသတ္တမိယဂိမ်းရှိပါတယ်အစိုးရရဲ့ချီးမြှင့်မသာမှုလည်းခံရတတ်ပါတယ်ပညာရတစ်ခုခုတင် जा ရန်ဖြစ်သလိုပညာတင် जा နေသူဖြစ်ပါကအထောက်ပံ့များရခြင်းသမေးဝင်များထူးချွန်သောအာမင်းကြီးများဖြစ် ထူးချွန်စွာအောင်မြင်ပခြင်းရှိပါတယ်။ငွေလွန်ကုန်နေသောအချိန်ကာလဖြစ်ပါတယ်။အလုပ်ပြောင်းရလဲပေါ်လာတတ်ပါတယ်။ပြောင်းလဲရင်လည်းကောင်းပါတယ်။လက်ရှိအလုပ်တွင်လည်းကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်။စိန်၊တဲပစ္စည်း၊စစ်ပစ္စည်းများဝင်လာပါဝင်လာတတ်ပါတယ်။ငွေလူလိန်လည်းခံရတတ်ပါတယ်။အမျိုးသမီးတူရဲ့မိမိရဲ့ဂုဏ်သိက္ခာညွှန်းနှောင်းအောင်လောက်ကြင်တော့ခံရရပါတယ်ပြောဆိုနေတိုင်းတရီထားပါ မိမိကိုယ်ကိုရာဘာသာမှဘာသာရေးပို့လို့ခြင်းမေတ္တာများပို့ခြင်းဒိဋ္ဌပစ္စည်းများစိတ်ချင်းပြုလုပ်လိုက်ပါစီးပွားရေးစားတောက်ဆိုင်စားတောက်ကုန်အိတ်မြို့မြို့ရောင်းဝယ်ရေးအထည်လေးထီးဖနက်နိုင်ရောင်းဝယ်လုပ်ငန်းများအခြေအနေကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်အရေးကြီးကိစ္စသွားလို့လည်းကောင်းဆောင်ပေးဝေးအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်လည်းမယမ်းရဝယ်စားဝယ်ဆင်ပြီးသွားပါအစစရာအဆင်ပြေချောမောအောင်မြင်ပါလိမ့်မယ်ရှင်အချစ်ရ ရှစ်သူရည်သားတည့်ရရပါတယ်အိမ်တော်ရေအမျိုးသမီးတူဤအမျိုးသမီးတူဤပြဿနာမိမိပြဿနာအမျိုးသမီးတူရဲ့ပြဿနာရှာခြင်းကိုခံရတော့ကြောင့်အိမ်တော်မင်းနဲ့စကားများစကားများစိတ်ဆိုးစိတ်ကောက်ဖြစ်ရတတ်ပါတယ်သတိထားပါကျမရေခေါင်းမကြခနာကိုက်နေတတ်ပါတယ်ရှင်အကျိုးပေးကဏ္ဍ3 1ခွန်ဖြစ်ပါတယ်ရေရအင်းဖျားတွင်ပေါင်မုံတို့ဇန်ကက်လို့ဆူတောင်းခြင်းမိတ်ဆွေများကိုပေါင်မုံလို့ဆူ ရဆောင်ပေးခြင်းလျောင်းငယ်သားများကိုပေါင်မုံတို့ဇန်းတိုက်ကြွခြင်းပြုလုပ်လိုက်ပါအញ្ញံများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်တောက်ကြသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်စနေသားသမီးများအလုံးမင်္ဂလာပါရှင်ကိုလပိုင်း26ရက်2025မှာဆယ်လပိုင်း2ရက်2025တွင် စနေသားသမီးများလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်ရေချမြေချပင်လည်းရချာခီးသွားရခြင်းမိမိမရဘူးသောဒေတာတို့သွားရခြင်းဝင်များစွာဝင်ခြင်းမိဘရွှေမျိုးသားချင်းများကိုပံ့ပိုးကူညီမှုများပြုလုပ်နေရပြုလုပ်နိုင်သောအခြေအနေရှိနေခြင်းဖြစ်ပါတယ်မြေဝင်ခြင်းအိမ်ဝင်ခြင်းများလည်းဖြစ်တတ်ပါတယ်စက်တူရှယ်ယာလုပ်ငန်းလုပ်ဖြစ်ဖြစ်ရန်ပေါ်လာတတ်ပါတယ်မိမိ တဲ့အသက်အသက်ကြီးသောသူဂုံကြီးသူဂုံကြီးသောသူ၏အကူအညီမှလည်းရပါလိမ့်မယ်စိတ်ချမ်းသာစရာများစစ်တိုက်တွေ့နေရသောအချိန်ကာလဖြစ်ပါလေရှင်လက်လာပါလဲရပါလိမ့်မယ်သူတစ်ပါးကိစ္စများကိုလည်းဆောင်ရွက်ပေးနေရခြင်းဖြစ်ပါတယ်ငွေများစွာဝင်တော်လဲသူတစ်ပါးကိုထောက်ပံ့ကူညီမှုများလုပ်နေရသောကြောင့်ငွေတော့အနည်းငယ်ကုန်နေတတ်ပါတယ်ရှင်မျိုး သို့မဟုတ်မိတ်ဆွေတူ၏ကျမ်းမာရေးညံ့သောတည်ငုံကိုလည်းကြားရတတ်ပါတယ် ဒါပေမဲ့စိုးရိမ်စရာမရှိပါဘူးလူမျိုးကြဘာသာကြမ်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးတော့ရှိပါတယ်ရှင်ရွှေနာရီထွက်တတ်ပါတယ်ပညာရင်းနဲ့ပတ်သက်ရင်ထူးကျွန်စွာအောင်မြင်ခြင်းပညာရင်းနဲ့ပထောက်ပညာရင်းနဲ့ပတ်သက်ပြီးအထောက်အပံ့များရခြင်းစသည့်အချိန်ကာလဖြစ်ပါတယ်စီးပွားရေးပန်းဆိုင်ပဲပြောင်းနှံရောင်းဝယ်လုပ်ငန်းမြေဝယ်ရောင်းပွဲစားမျိုးမျိုးကားလုပ်ငန်းငွေလွှဲလုပ်ငန်းစီးပွားတည်နေသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလို့လည်းနကောင်စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လားဆွင်စေရန်ဝက်စားဝက်စင်ပြီးတော့ပါဆက်ဆက်အဆင်ပြေကြုံးမအောင်မြင်ပါလိမ့်မယ်ရှင်အချီချစ်သူကြီးလိန်လေလက်ပြားမှုတော့ခံရတတ်ပါတယ်အိမ်တော်ရေအဆဆရရတတရရပြပျွှင်ချင်းဖြစ်နေတော့ချိန်ကာလဖြစ်ပါတယ်။ကျမကြီးခြေောက်မှတန်းရတတ်ပါတယ်ရှင်။ အကျိုးပေးကနန်း၅၃နှစ်ဖြစ်ပါတယ်ရရအိမ်ဖားမှာအိမ်ဖျားရင်ပေပေါက်စီကတ်လို့ဆူတောင်းညီမဆွေများရောပေပေါက်စီလက်ဆောင်ပေးခြင်းလျှောက်ငယ်သားများရောပေပေါက်စီကျွေးခြင်းပြုလုပ်လိုက်ပါအညံ့များပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်စနေသားသမီးများလို့စိတ်ချမ်းသာခြင်းကိုယ်ချမ်းမြေမြန်တဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလေရှင်။တနင်္ဂနွေသားသမီးများလို့မင်္ဂလာပါရှင်။၉လပိုင်း 26ရက်2025မှာဆယ်လာပိုင်း2ရက်2025တွင်တနင်္ဂနွေသားသမီးများလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။လူမျိုးကြားဘာသာကြားများ၏အကူအညီမှုများရခြင်းနိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရခြင်းဆေးဝါးအလှကုန်အစားအသောက်များလက်ဆောင်ပစ္စည်းရတတ်ပါတယ်။မြေဝင်ရင်းမြင့်မှန်ဝင်ရင်းစစ်ပစ္စည်းဝင်ရင်းဖြစ်နေပါလိမ့်မယ်။အလုပ်တွင်စိတ်တဲမကြရစရာများတော့ကြုံတွေ့နေရတတ်ပါတယ်။အထက်လူကြီးဆရာသမားကြောင့်စိတ်ညစ်မှု အနှင်းငယ်ရှိတတ်ပါတယ်ရွှေလက်ကဝင်ပျောက်ခြင်းအထားမှားခြင်းဖြစ်တတ်ပါတယ်စိတ်ထားတင်းဆဲပါရက်ဝေးမှာနိုင်သတင်းကြားတတ်ပါတယ်ကားကြောင့်ငွေကုန်ရတတ်ခြင်းငွေဝင်စရာများမဝင်ဖြစ်နေတတ်ပါတယ်ဒါကြောင့်ငွေအတွက်အနှင်းငယ်တော့တောကဖြစ်နေရတတ်ပါတယ်ငွေဝင်နေတော့လဲအထွက်များစရာများ ပုံမှန်တဲ့ပုံမှန်တဲ့ပိုကုန်နေစရာများရှိနေတတ်ပါတယ်ရှင်ပညာရေး ထူးကျွန်းသာအမြင်ပါလိုက်မယ်အလုတ်တွေရာထူးတစ်ခြင်းလားသာတို့ခြင်းတော့ရှိပါတယ်ရှင်စီးပွားရေးအထယ်လေးလုပ်ငန်းပန်းဆိုင်မုံမျိုးစုံဆိုင်မြေဝယ်ရောင်းစားတောက်ဆိုင်စားတောက်ကုန်းပုံမှန်တိုင်းရောင်းဝယ်ရေးပုံမှန်တိုင်းရောင်းဝယ်နေရောင်းဝယ်ဖြစ်နေတတ်ပါတယ်အရေးကြီးကိစ္စသွားလို့လည်းကောင်းဆောင်းမေးဝယ်ရင်ဒါပြင်းများသွားရောက်ဖြေဆိုးစရာရှိရင်တော့လည်းကောင်းမယမ်းရောင်းဝယ်စားဝယ်စင်ပြီးတော့ပါအစားစရာအစဉ်ပြေကြုံးမောပါလိမ့်မယ်ရှင်အချစ်ရေး ရဝေးဒေသမှာချစ်သူရတတ်ပါတယ်အိနာရေးအနေငယ်အဆင်မပြေဖြစ်နေတတ်ပါတယ်စကားပြောအဆင်မပြေကတောက်ကဆစကားများနေရတတ်ပါတယ်ရှင်ကျမရေးသွေးပေါင်ကြခြင်းလေထိုးလျောင်းဖြစ်ခြင်းဖြစ်နေတတ်ပါတယ်အကျိုးပေးကနန်း၅ခုလေးဖြစ်ပါတယ်ရှင်ရေရရအိမ်ဖျားမှာမုံဖိတို့ကက်လို့ဆူတောင်းခြင်းမိတ်ဆွေများကိုမုံဖိတို့လေးဆောင်ပေးခြင်းလေယံငေသားများမဖွေတို့ကြွေးချင်းပြုလို့လိုက်ပါဉာဏ်များပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ် တနင်္ဂနွေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံ၏ကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်။တနင်္လာသားသမီးများအလုံးမင်္ဂလာပါရှင်။6လပိုင်း26ရက်2025မှာ10လပိုင်း2ရက်2025တွင်တနင်္လာသားသမီးများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။အိုသိအိမ်သည်ဝิญဉ်အိုသိအိမ်သည်ပြောင်းရွှေ့ရခြင်းပြင်ဆင်ရခြင်း အိမ်ဝင်ရန်သို့မဟုတ်အိမ်သစ်မင်္ဂလာပြုလုပ်ရန်များစီစဉ်နေရသောအချိန်ကာလဖြစ်ပါတယ်။ရွှေသစ်များဝင်လာတတ်ပါတယ်။ဇင်ကံပစ္စည်းများတွေ့ဝင်ခြင်းစစ်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်လာတတ်ပါတယ်။မြေထွက်ခြင်းဖုံးထွက်ခြင်းကွန်ပျူတာပစ်ခြင်းဖြစ်နေတတ်ပါတယ်။အရေးကြီးစာရေးစာရမ်းများပျောက်ခြင်းစိန်လင်းဆိုးပျောက်ခြင်းဖြစ်တတ်ပါတယ်။သိထားပါ လူမျိုးကြားဘာသာကြားများနဲ့အဆင်မပြေဖြစ်နေတတ်ပါတယ်ခင်မင်သောမိတ်ဆွေနဲ့စကားပြောအဆင်မပြေဖြစ်နေတတ်ပါတယ်ရှင်သတိထားပြောဆိုစစ်စမ်းမှာအိမ်တွင်မီးလန့်တတ်ခြင်းသို့မဟုတ်မိမိအိမ်ပတ်ဝန်းကျင်တွင်မီးလန့်တတ်ခြင်းဖြစ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်ဆက်ဆက်ရအဆင်ပြေနေသောအချိန်ကာလဖြစ်ပါတယ်ငွေမျိုးဝင်တော်လေကုံနေအကုံများနေတတ်ပါတယ်ရှင်ငွေကုံများပြီးငွေဖက်မတင်ဖြစ်နေသောအချိန်ကာလဖြစ်ပါတယ်စီးပွားရေးတုတ်တန်တဲ့ရောင်းဝယ်လုပ်ငန်းရာသီကုန်တင်း အယောင်ဝေလုပ်ငန်းရွှေဆိုင်အင်ပွဲသားများလုပ်ငန်းများပုံမှန်တိုင်းလေပတ်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်း၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်ပြည်သူစရာရှိရင်သာအနည်းရန်ဝက်စားဝက်စင်ပြီးသွားပါ။အစားအစာရအစီအပြေကြောမော့အမင်မှလိမ့်မယ်ရှင်။အချိန်မင်္ဂလာဆောင်ရန်အချိန်နီးကပ်နေသောကြောင့်စိတ်ပင်မန်းလူပင်မန်းနဲ့ပြင်းစင်မီစိတ်ပင်မန်းလူပင်မန်းဖြစ်နေတတ်ပါတယ်။အိမ်တော်ရေးစိတ်ချမ်းသာပျော်ရွှင်နေရသော ချိန်ကာလဖြစ်ပါတယ်ရှင်။ ကျဲမရေးဘန်းအောင်ညင်စီအောင်ညင်ဖြစ်တတ်ပါတယ်အကျိုးပေးကနန်း643ဖြစ်ပါတယ်ရှင်ယရိယာအင်ဖျားမှာဘဲသားမုံကက်လို့ဆူတောင်းညင်မိတ်ဆွေများဘဲသားမုံလေးဆောင်ပေးခြင်းလဲအောင်ငယ်သားများဘဲသားမုံကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညံ့များပြေပြောင်း၍ကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်တနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလေရှင်။အင်္ဂါသားသမီးများအားလုံးမင်္ဂလာပါရှင်။ 6လပိုင်း26ရက်2025မှာ10လပိုင်း2ရက်2025တွင်အင်္ဂါသားသမီးများလုံးတွင်တပတ်တာကညမှာဖြစ်ပါတယ်လုပ်ငန်းသစ်လုပ်ရန်ကြံစည်နေသောချိန်ကာလဖြစ်သလိုလုပ်ငန်းသစ်လုပ်ရင်လည်းအမြင်မှလိုက်မယ်နေရာသစ်လုပ်ငန်းသစ်များဦးသစ်အင်းသစ်များပိုင်ဆိုင်မိအချိန်ကာလဖြစ်ပါတယ်ရေရှိလျင်တော့ထွက်တတ်ပါတယ်ရေထွက်ပြီးရင်လည်းပြန်ဝင်ပါလိမ့်မယ်လူမျိုးသားပါတာကြမျက်နှာနဲ့အဆင်မပြေဖြစ်နေသောချိန်ကာလဖြစ်ပါတယ် အလုတ်တွင်လျှောက်ငယ်သားကြောင်း၎င်းထိလူကြီးသော၎င်းစိတ်ညစ်စရာနှင်းငယ်တော့ရှိနေတတ်ပါတယ်။ငွေဝင်သလောက်ထွက်များနေသောအချိန်ကာလဖြစ်ပါတယ်။ငွေချင်းငန်းမလုတ်ပါနဲ့လူလင်ခံရတတ်ပါတယ်။အသွားလာလဲသတိထားပါလူလူခါရခြင်းဖြစ်တတ်ပါတယ်ရှင်။စိမ်ပစ္စည်းစိမ်ပစ္စည်းများရောက်ကြောက်တတ်ပါတယ်။ဆိုင်ကယ်ကားခွေးကြောင်ကြောင်ငွေကုန်ညာနေတတ်ပါတယ်ပညာရေးကတော့ပုံမှန်အတိုင်းပါပဲရှင် ခင်မင်းသောမိတ်ဆွေများနဲ့လမ်းခွဲရတတ်ပါတယ်။စီးပွားရေးအင်ဂျင်နီယာကျိုးတော်သလုံးကမုံမျိုးစုံလုပ်ငန်းအထည်လေးရောင်းဝယ်ရေးလုပ်ငန်းငွေဖက်မတင်သောအချိန်ကာလဖြစ်နေတတ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းမကောင်းစာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိသလားအဝါရောင်ပါသောဝယ်စားဝယ်စင်ပြီးသွားပါအစားအစာရာဆေးပြေချောမောအမြင်ပါလိမ့်မယ်။ အချစ်ရေပုံမှန်တိုင်းအစ်စ်တွေမပြတ်ရှိနေတတ်ပါလေရှင်အိမ်တော်ရေးအစစရေရာတတတရေရာပါပဲရှင်ကျမရေးရာနာပေါက်ချင်းရေယုံပေါက်ချင်းဖြစ်တတ်ပါတယ်ကျိုးပေကရန်၁၆၅ဖြစ်ပါလေရှင်ရေရာအိမ်ဖျားမှာအုံသီးပါတော်မုံကတ်လို့ဆူတောင်းခြင်းမိတ်ဆွေများကိုအုံသီးပါတော်မှုလက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုအုံသီးမှုကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညံများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ် အင်္ဂါသတိမင်းများလိုစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်။ဒီမှာတော့အမေရိကန်နိုင်ငံတစ္ဆက်ပြည်နယ်ဒါလည်းမြန်မာနေထိုင်ပြီးဘေးရန်ဟောကြားနေတော်သူဖြစ်ပါတယ်။ကျမကိုဆက်သွယ်ဖုန်းနံပါတ်ကတော့2149624371ဖြစ်ပါတယ်။ကျမကိုစင်စင်မပြတ်ဘေးရန်မင်းနေကြတော့ဘေးရန်မိတ်ဆွေဟောင်းများဘေးရန်မိတ်ဆွေသစ်များ စိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါသည်ရှင်မြေကဘာပြည်သူကဘာပြည်သားများလုံးမြန်မာပြည်သူမြန်မာပြည်သားများလုံးခொနဲ့သားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါသည်ရှင်